တို့တွက်ကတာဂုံတိတ်ခါအရဆိုရင်ဒါကျွန်တော်တို့အဖတ်ဆယ်လို့မရတော့ပြောလို့ရတယ်။ဒါမှမဟုတ်ကျွန်တော်တို့အောင်မြင်မှုရတာနဲ့သူတို့စစ်စီပေါ်ဆောင်တာနဲ့ကျွန်တော်နိုင်စင်ပြတာသူတို့ကတော့ဂုံတိတ်ခါရတိုက်တယ်။ကျွန်တော်တို့ကတော့ခုနကတော့ပြောလို့ဒီပြည်သူလူထုတမျက်တရက်လုံးကဒီအာဏာရှင်အုပ်ချုပ်မှုအားလွတ်မြောက်ဖို့အတွက်ကျွန်တော်တိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကတော့စစ်စီပေါ်ဆောင်တဲ့နေရာမှာကတော့သဘောထားချင်းမတူဘူးလို့ခံယူချက်ချင်းလည်းမတူတာဖြစ်တဲ့ကြောင့်သူတို့ကတော့အမြဲတမ်းပဲကြဆုံးနေမှာ။အဲ့တော့ထိခိုက်ပျက်စီးမှုကတရားရတိုင်းတော့ပါ ကူညီမဲ့အစိုးရမရှိဘူးအစိုးရဆိုတာကျမတို့နိုင်ငံမှာမရှိတော့မကူညီနိုင်တော့เนาะအဲ့တော့ပြည်သူချင်းချင်းပြန်ကူညီနေရတာဖြစ်တဲ့အတွက်လက်ရှိကျမတို့နိုင်ငံဟာမင်းမဲ့နိုင်ငံမင်းမဲ့တိုင်းပြည်ဖြစ်နေတာဒါကိုလက်ခံရမှာဖြစ် လာမျိုးတွေအားလုံးပဲလင်ပေးတာမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးအပြည့်နဲ့ကျေးဇူးလိုက်ပါတယ်ဒီလိုလေး reaction မလုပ်သွားပြီးခင်မှာတော့ယနေ့ April 14ရက်နေ့နင်းလာနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်အမျိုးတွေအားလုံးအဆုံးသတ်ကြည့်ရှိပေးဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါတယ်ကောင်းဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်များက၎င်းတို့ရဲ့ကုကျူးစီပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မသိမ်းယူထားသည်မှာဒီနေ့မှဆိုရင်တော့1534ရက်ရှိပြီဖြစ်ပါတယ်။မြန်မာနိုင်ငံတော်ဝန်စစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစီးရင်မှာတော့ဘကိုးတိုင်းရေတာရှင်မြို့နယ်မှာ69ကောင် ၃ဦးကတော့လင်းဝင်ရောက်ခဲ့ပါတယ်။ဘကိုးတိုင်းရွှေကျင်မြို့မှာ၁၀ကောင်၊ကော်လိုင်းရဲဘော်၃ဦးကတော့ကြာဆုံးခဲ့ရပါတယ်။ပြင်းပြင်းနဲ့တန်တော်ကြီးမှာ၁၆ကောင်၊တနင်္သာရီတိုင်းကော်တုံးမှာ၁ကောင်၊ချင်းမီနယ်ဖလန်းမြို့မှာတော်လိုင်းရဲဘော်၃ဦးကြာဆုံးခဲ့ပြီး KNDP တဲခုံမြို့နယ်မှာလည်းတော်လိုင်းရဲဘော်၃ဦးကြာဆုံးခဲ့ကြောင်းစီမကောင်းစွာနဲ့သိခဲ့ရပါတယ်။နောက်ထပ်သတင်းပို့မှာတော့ချင်းမီနယ်ဖလန်းမြို့တင်တိုက်ပွဲမှာတော့ခလိခိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်းဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော်လိုင်းရဲဘော်၃ဦးအသက်ပေးလူသွားခဲ့ကြောင်းသိရပါတယ်။ ဗလန်းမြို့တွင်တိုက်ပွဲမှာကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖယုံအထူးတိုက်ခိုက်ရေးနယ်လက်ယုံတစ်ဖွဲ့ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးပကဖယုံဒရုန်းတင်းနှင့်ကလေးမြို့နယ်မြို့ပြစီမံချက် UG တစ်ဖွဲ့တို့ဟာ2024ခုနှစ်ဇူလိုင်လမှာစတင်ပြီးချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်သောဗလန်းမြို့တွင်တိုက်ပွဲမှာချင်းညီနောင် CB နဲ့အတူလေးကျင်ပြင်ဆင်ခဲ့ပြီးတိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်ဒေါ်လိုင်းပုံတမြဟာချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်သောဗလန်းမြို့အားမြို့သိမ်းတိုက်ပွဲအဖြစ်ချင်းညီနောင် CB စစ်စင်ရေးအဖွဲ့ အခြားပူးပေါင်းမဟာမိတ်တဖွဲ့များနဲ့အတူ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့စကိုင်းတိုင်းတန့်စင်မြို့နယ်လေမရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ဟာလေပြင်းဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းမြို့သမီးတဦးလည်းသေဆုံးခဲ့ကြောင်းရွှေဘူခရိုင်အမှတ်လေးခွန်တရင်မှတာဝန်ရှိသူတဦးကထုတ်ပြန်ထားပါတယ်။ဒါဟာတော့ဧပြီလ13ရက်နေ့မွန်းလယ်3:36မိနစ်မှာတန့်စင်မြို့နယ်လေမရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်စစ်တပ်ရဲ့တပ်ဦးလေးတက်နဲ့မိကြီးလာရှမ်းတဲ့လေးစက်ကတက်လာတဲ့ ဂျက်ဖိုက်တာ၂စီးကနေပြီးတော့ဘုံကျဲတိုက်ခတ်ခြင်းဖြစ်ကြောင်းရင်းတိုက်ခတ်မှုတွင်အသက်30နှစ်အရွယ်မပွားဦးဝေကျင်ပြီးသွားခဲ့ပြီးအသက်40နှစ်အရွယ်ဦးညိုလင်းကတော့ထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။အမေရိကန်နိုင်ငံမှာပထမဆုံးပြုလုပ်တဲ့ဒေါ်လာနုပညာရှင်လင်းလင်းနဲ့ချစ်သူဝေတို့ရဲ့ဂျောင်းနီဖြော်ပြပွဲဟာအမေရိကန်ဒေါ်လာ3သိန်း300ကျော်ရရှိခဲ့တယ်လို့သိရပါတယ်။ဂျောင်းနီဖြော်ပြပွဲကိုအမေရိကန်နိုင်ငံမျိုးတွေမှာဇက်တိုက်ပြုလုပ်မှာဖြစ်ပြီးပထမဆုံးဖြော်ပြပွဲကိုတော့မာဒီလန်မှာအေပယ်လာ၁၂ရက်ကပြုလုပ်ခဲ့တာ။ဒီပွဲမှာတော့ထူးထူးခြားခြားအနေနဲ့ကတော့ချမ်ပတ်စစ်ကောင်စီနဲ့မကင်းမကင်းမရှင်းမရှင်းရှိသူများ ွေးသားတော်ဆက်သူများမကင်းရမကင်းကြောင့်ရှိသူများရှိရင်ဒီ show ဘွက်ကနေထွက်သွားပြီးပို့တောင်းဆိုပါတယ်လို့လင်းလင်းကဖြဝေးမဆခင်မှာတောင်းဆိုခဲ့ပါတယ်။ဒီဘွက်မှာတော့လင်းလင်းနဲ့ချစ်သူဝေတို့နဲ့အတူသမီးတွေဖြစ်တဲ့ခင်နဲ့တစ်တို့ကလည်းတင်ဆက်မှုစီမှာပါဝင်ခဲ့တယ်လို့ပွဲကြည့်သူတွေကပြန်လည်ဝေမျှထားတာကိုသိရှိရပါတယ်။ခင်ကချစ်သူဝေဆိုတဲ့တရှင်းတဲ့ပုံအတွက်စန်းရကိုတိုင်တီးပြီးတဲ့လို့တစ်ကလည်းသူကိုယ်တိုင်ရေးထားတဲ့ကြံပြားကိုပြုစုပြခဲ့ပါတယ်။နောက်ထပ်သတင်းမှာတော့ကြံစတင်ခဲ့တဲ့အချိုနေ့မှာတော့ရန်ကုန်မြို့ရဲ့လမ်းမတွေမှာကားတွေကတော့ရှင်းနေပါဗျ။ရင်ကဆိုရင်ကြံမန်းတဲ့ဖွံ့ဖွဲတွေကိုအချိုနေ့ညနေမှာ ပြုလုပ်ပြီးရေကစားပွဲတွေကိုစတင်လေးရှိလာပါနှစ်မှာတော့ရန်ကုန်မြို့မှာမန္တပိုင်းကလည်းမိုးရွာခဲ့တယ်လို့ညနေပိုင်းမှာလည်းကားတွေအရင်ထက်ရှင်းနေတယ်လို့ရန်ကုန်မြို့သူမြို့သားတွေကပြောတာပါတယ်။ WiFi ရဲ့ line တွေကလည်းရန်နာထားတဲ့ line တွေများတာကြောင့်ခီးတဲ့တွေကကားဆောင်ရတာအချိန်ပေးရတယ်လို့လည်းပြောကြပါတယ်။ MMB တွေမှာတကြံငွေအတွက်ကိုမမြင်ရရင်ပဲရန်ကုန်မြို့ရဲ့ရက်ွက်တွေထဲမှာတော့ရေကစားတာတွေရှိတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ဒီနေ့မှာစစ်ကောင်စီကမြို့တော်ဝင်မန္တပိုင်းဝင်လမ်းလျှောက်တကြံတွေလည်းပြင်ဆင်ခဲ့ပါသေးတယ်။မလာ28ရက်နေ့ကငလင်လုတ်ခတ်တဲ့အချိန်မှာလူတွေထောင်နဲ့ချီတည်ဆုံးခဲ့တာကြောင့်စစ်ကောင်စီကဝမ်းနဲ့ကြီခွဲနေရချင်း ။စကြံပွဲကိုအပြော်ပါရင်ပါပဲရိုးရရင်ကျမှုနေကြီးကျင်းမှမလို့လဲအေဗလာတရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့လည်းမန်ဒတ်တွေကိုဆက်ဆောက်ခဲ့နေပြီးစစ်ကောင်ဆောင်ရဲ့တိုင်းနိုင်ငံခီးစဉ်ကပြန်လာချင်းမတ်လ6ရက်နေ့မှာတော့မန်ဒတ်တွေကိုပြန်ဖြတ်ခဲ့ပါတယ်။ဤသူရင်းမြင်ဝင်းနဲ့မှာလဲပျော်ပြေးမန်ဒတ်ကိုဆက်မဆောက်ထားပဲရေကစားမန်ဒတ်တွေကိုတော့ပြန်ဖြတ်ကစတူဒီယိုကျွေးမဲ့နေရာတွေကိုတော့ပြင်ဆင်ထားတာတွေတွေ့ရှိရတဲ့ဒေသခံပြည်သူတွေကပြောထားပါတယ်။ဒါကတော့လက်ရှိရန်ကုန်မြို့ရဲ့တကြံချင်းအာတမရာကို ော်ပြထားတဲ့ဓပုံတွေဖြစ်ပါတယ်နောက်ထပ်သတင်းတွေမှာတော့မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးလှုပ်ဆောင်နေသူများကိုအားပေးကူညီသွားဖို့ဆက်လက်တန်တိတ်ထန်ခြားထားကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကနေပြီးတော့ဒီနေ့မြန်မာအတကြံပွဲတော်နဲ့နှစ်တက်ကူအခါသမယသတင်းထုတ်ပြန်ချက်မှာထည့်သွင်းပြောကြားခဲ့ပါတယ်မလ28ရက်နေ့သခိုင်းငလင်ကြီးပြီးဝမ်းနဲ့ပူဆွေးမှုနဲ့ပျက်စီးဆုံးရှုံးမှုများကြုံခဲ့ရတဲ့လူပေါင်းများစွာရဲ့တသားတည်းရှိနေကြောင်းလည်းပေါ်ပြခဲ့ပြီးအသက်ကယ်ဆယ်ရေးဆိုင်ရာလူသားချင်းစာနာထောက်ထားမှုကူညီများကိုလည်းပေးရခြင်းနဲ့ပြည်내ထူထောင်ရေးဆိုင်ရာကြိုးပမ်းမှုများကိုလည်းပေးရမှာနိုင်ငံတကာအသိုက်အဝိုင်းနဲ့ သက်လက်ပူးပေါင်းသွားမယ်လို့နိုင်ငံခြားရေးဝန်ကြီးကပြောတာထားတွေ့ရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့တိုက်ခတ်မှုတွေရပ်တန့်ပြီးတော်လိုင်းအင်အားစုတွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့အာဏာသိမ်းစစ်ကောင်စားကိုတိုက်ထွန်းခဲ့ကြောင်းအိုင်ဝန်ကြီးချုပ်ဟောင်းသစင်ရှီနာဝတ်ကလည်းပြောထားပါတယ်။ဧပြီလ3ပိုင်းတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့စီးဝေးတစ်ခုမှာသူဟာအာနာသိန်းစစ်ကောင်းတော်မင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့တာလို့သစင်ကဧပြီလ7ရက်နေ့မှာပြောကြားခဲ့တာပါမင်းအောင်လိုင်းနေနဲ့မြမတော်လန်ကြီးသူရှားမှုနဲ့စစ်ဆက်ဆွေးနွေးတဲ့နဲ့ဆိုပြီးတော့သူကအကြံပြုခဲ့ကြောင်းသစင်ကဆိုပါတဲ့ Instead 30နီလာကံပြီး မင်းအောင်လိုင်းတက်ရောက်ခဲ့တဲ့ချိန်ဧပြီလ၄ရက်နေ့မှာသူနဲ့စကားပြောဖြစ်ခဲ့တယ်လို့ဆိုပါတယ်။သစင်ဟာသူ့အမျက်မှငြိမ်းချမ်းရေးပြန်လည်ရရှိလာတော့လူလားကြောင့်လည်းသူ့ရဲ့အကြံပြုတိုက်ခင်းမှုကိုမင်းအောင်လိုင်းကအသာတကြီးနားထောင်သွားတယ်လို့လည်းဆိုထားပါတယ်။မင်းအောင်လိုင်းတကောင်ကဒီဘနာဝင်ဟိုဘနာထွက်တာဖြစ်တဲ့အတွက်သစင်မပြောနဲ့ဖျားရှင်ဆင့်ပြီးတော့တိုင်းတော့ရက်မကောင်းဘူး။ဘာလို့လဲဆိုတော့အလုံးသိတဲ့တိုင်းပဲ။သူ့ဒါအာနာမရှိတော့ရင်သူလည်းသွားမယ်နေရာကလည်းအကြောင်းပဲရှိပါတယ်။မင်းအောင်လိုင်းကိုဖြုတ်ဖို့ဆိုရင်တော့ဤသူတွေကပဲဖြုတ်သွားမှာဖြစ်ပါတယ်။ ော်လန်မျိုးတွေအားလုံးပဲဒီဘူရီမှာတွေ့ရမယ့်ចောင်းရလေးကတော့အားလုံးသိတဲ့အတိုင်းပဲအောင်သေးရစစ်ចောင်းအဖက်ကျောက်စိုးဝင်းကိုဆိုင်နိုင်ငံတော်စင်ဖြစ်သတ်မှတ်ပြီးတော့ဦးစီးညွန်ကြားတဲ့အောင်သေးရစစ်ចောင်းဟာပြင်းပြင်းနဲ့တောက်လျှောက်ကိုဥဖောက်ပြီးတော့နိုင်င်းဖို့အတွက်လွန်ခဲ့တဲ့လာပေါင်းများစွာကတက်လာခဲ့တာဟုဆိုရင်နှစ်တောင်ချီနေဖြစ်ပါတယ်။ဒါမှမလဲဒီကတော့ရေပြိုသူပဲလမ်းမှာတဆင်းတဆင်းနဲ့ပြောနေသလိုနောက်ကလည်းအမှုတော်ဥပဒေမှာပေါ်တာဆွဲခံရတဲ့လူငယ်တွေကိုပေးပို့နေတာကြောင့် ဘောနာတောင်ကြီးမှာပဲတဝဲဝဲတလဲလေးနဲ့ပဲတော်လိုင်းကြီးတရရဲ့ဖိနေမှုကိုခံနေရဖြစ်ပါတယ်။ဒါပေမဲ့လေတို့တို့ကဂုံသိခါဆိုတော့မရှိတော့သလိုသူတို့မှလည်းနောက်လည်းပြန်မဆုံနိုင်ရှေ့လည်းမတိုးနိုင်နဲ့ဘဝတွေပြတ်နေတာတော့အထင်ရှားပါပဲ။အဲအောင်စရာစစ်ချောင်းကိုအမြဲတမ်းချိန်နေတဲ့ကျွန်တော်တို့ရဲ့ပူတာဘောအောင်ပါတီပြောမလို့ဆိုတော့ဒီဗီဒီယိုလေးကိုပြန်လည်းမျှဝေပေးလိုက်ပါတယ်မကြည့်ရသေးဘူးလေကျွန်တော်တို့ပူတာဘောကိုအပိတော်လေးရပါတယ်။ဒီတင်ငန်းကြီးနောင်မျိုးတို့ဒီ3995 3900တက်ရင်နေနောက်ဖြူဟာ2900တက်ရင်နေကြောင်းတိုက်ပိုက်ခဲ့တယ်။တိုက်ပိုက်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီမှာ ဒီအောင်စရာစစ်စီရေးဆိုတာဒီအာဆာလန်နေထိုးစစ်ဆက်ဆင်လာခဲ့တယ်လို့ပြောလို့ရတယ်ဟုတ်ကဲ့အမထိုင်းနေပြီးတော့မင်းရန်သူပွားရောငါပို့မယ်မာနေမာနေမင်းခုနကတော့ရတယ်မလို့စစ်စီရေးမှာတော့ပတ်တောင်းလို့အတီးကတော့ကျွန်တော်ဒီစစ်စီရေးမှာတော့ဒီအောင်စရာကအတီးကတို့ရည်မှန်းထားတဲ့မြောင်းအဒီပေါ့နော်မြောင်းအဒီကိုပြန်လဲပြီးတော့မထိုးဖောက်နိုင်အောင်ပြန်လာပြန်လာမဆူးမိုးနိုင်အောင်ကျွန်တော်တို့အနေနဲ့ကဒီဒီဟန်တာဖို့နဲ့ဒီတိုက်ထုတ်ဖို့အတွက်ကျွန်တော်တောက်ယူလာတာ သူတို့စခဲ့တာဒီလေးလပိုင်းလောက်ကပေါ့လွန်ခဲ့တဲ့နှစ်လေးလပိုင်းဆိုအခုဆိုရင်ဒါလေးလပိုင်းပြန်ရောက်ပြီဆိုတော့ကျွန်တော်တနစ်ပြည့်ပြီလို့ပြောလို့ရတာပေါ့တနစ်တော်တွင်းမှာတော့ကျွန်တော်တို့ဒီစစ်စီရေးကတော့ကျွန်တော်ရင်ဆိုင်ရတဲ့စစ်စီရေးတွေကတော့ဒါအကြီးမားဆုံးစစ်စီရေးလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်လေးကောတိုက်ပွဲစတယ်အဲ့ဒီချိန်မှာကျွန်တော်တို့စခခ73နဲ့ကျွန်တော်တို့စခခ73တမန်ကြရင်ဆိုင်ရတယ်နောက်ပြီးတော့ကျွန်တော်တို့တမန်လေးလေးနဲ့ရင်ဆိုင်ရတယ်ဒါပေမဲ့အဲ့ဒီစစ်စီရေးတွေကဒီတမန်ငငါစစ်စီရေးလောက်ဟိုမပြင်းဘူးလို့ကျွန်တော်ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီအောင်စီရကတမန်ငငါနဲ့ဖွဲ့စည်းထားတဲ့စစ်စီရေးလို့ပြောလို့ရတယ် အတေကဒီဆမ်းမြောက်ကနေပြီးတော့မှဟိုဒီထိုးစစ်ဆင်လာတာပေါ့အထိုးစစ်ဆင်လာတဲ့အချိန်မှာလည်းကျွန်တော်သိရတာကလည်းဒါဒါဒူးချုပ်ကိုယ်တိုင်ဦးစီးပြီးတော့မှဒီစစ်စေးကိုဒါကွက်ခဲ့တယ်လို့သိရတယ်ပြီးတော့အတေကသူတို့ရဲ့ရက်ကလည်းဒီအဲဂုံသိခါရဒီမြောက်ဒီမှာကျွန်တော်သိမ့်ပိုက်ထားတဲ့တက်ရင်လင်းရင်နဲ့တပြူဟာကိုပြန်လာပြီးတော့မှအဲတိုက်ခိုက်ဖို့ပြန်လာပြီးတော့မှစုံမနိုင်အောင်သူတို့ကဟိုအစိမ့်တဟုန်နဲ့ထိုးတက်လာတာကျွန်တော်တွေ့ရတယ်အဲပုံမှာကျွန်တော်တို့ကလည်းခုခံခဲ့တယ်ခုခံခုခံခဲ့တယ်အရင်တော့တိုက်ပွဲတော်တော်ကြီးကြီးမားမားတွေဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတနစ်တော်အတွင်းထဲမှာဆိုရင်ဒီအောင်စရာစစ်စေးကြီးက ိုက်ပွဲအကြိမ်ရေနဲ့ရကြော်သွားပြီတိုက်ပွဲအကြိမ်ရေနဲ့ရကြော်သွားပြီဒီတိုက်ပွဲအကြိမ်ရေပေါ်မှာလဲကျွန်တော်တို့ဒါတို့ရစ်စရေစထိုးတဲ့အချိန်မှာဆိုရင်ဒီဝင်ဟင်မြေပြင်နေနဲ့တော်တော်လေးကိုသုံးခဲ့တာကျွန်တော်တွေ့ရတယ်အရင်တော့ဆိုရင်ကျွန်တော်တို့ရစ်စရေလောက်တော့ဆိုရင်ဒီဝိုင်တွဲဆိုတစည်းလောက်ပဲလာတာတွေ့ရတယ် Jet Fighter ဆိုရင်တရက်ကိုတစ်ခေါက်နှစ်ခေါက်သုံးခေါက်အလွန်ဆုံးပဲဒါပေမဲ့ဒီအောင်စရေစစ်စရေစချီတက်လာတဲ့အချိန်မှာမြေပြင်မှာဆိုတန်ချက်ကကားကြီးနဲ့တက်လာတယ်တန်ချက်ကကားကြီးနဲ့တက်လာတယ်ပြီးတော့ဝင်ဟင်မှာဆိုရင် Jet Fighter သုံးတယ်ဝိုင်တွဲဆိုသုံးစည်းလောက်သုံးတယ်ဝိုင်တွဲသုံးစည်းဆိုတော့ဒါမင်းနဲ့စကြဲမိုးချုပ်ပြီးအဲ့လောက်ထိတို့ရစ်စရေတွေကြီးကြီးမားမားလောက်ခဲ့တယ် ဒါမဲ့အပေါ်မှာကျွန်တော်တို့ကခုခံပြီးတိုက်ခိုက်ခဲ့တယ်ခုခံတိုက်ခုခံတိုက်ပြီးတော့မှဒီဘယ်လိုပြောရမလဲဆိုတော့ဒီအောင်စီရကအဲ့ဒီချိန်မှာတော့တို့တို့ဒီဟိုထိုးစစ်ကိုတက်တက်တက်လာတဲ့အချိန်မှာတဝက်လောက်ရောက်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဒီကျွန်တော်တို့ဒီတောနော်ပေါ့နော်တောနော်ထိတက်လာနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒီထိတက်လာနိုင်တဲ့ခါကျမှကျွန်တော်တို့ကတောက်ဆောက်အဲ့ဒီထိမရောက်ခင်မှာကျွန်တော်တို့ကဟိုခုနကတက်လာလိုက်သေလိုက်ပြေးလိုက်ဟိုမှာဒဏ်ရာရလိုက်နေကျွန်တော်တို့ဟိုတောက်ဆောက်တောက်ဆောက်ကျွန်တော်တိုက်လာတဲ့အပေါ်မှာတော့ခုနကတော့ပြောလို့ကျွန်တော်တို့ဒီဟိုတန်ချက်ကကားတွေနော်ကျွန်တော်ဖြည့်ဆည်းနိုင်ခဲ့တယ်နောက်ဖော်ကားတွေကျွန်တော်ဖြည့်ဆည်းနိုင်ခဲ့တယ် နောက်ခုနတော့ပြောမျိုးကြာဆုံးမှုတွေကတော့ကျွန်တော်တို့အများကြီးအသိရတယ်ခုနမြေပြင်မှာကြံခဲ့တဲ့အလောင်းရကောဒီဆေးရုံမှာရောက်သွားတဲ့ဒီကျွန်တော်တို့တည်င်းအချက်လက်ရအောင်ဆိုရင်ဟိုကြာဆုံးမှုတွေတော့တော်တော်များတယ်လို့ကျွန်တော်သိရတယ်ဝင်နေရလဲဒါတို့တိုက်ရင်မှုတွေကပဲတိုက်ပွဲမှာကြာသွားလဲပြတော့ပြောပြတာတွေရှိတယ်နောက်တစ်ခုကကျွန်တော်တို့သိရတာပြူပါမှုတွေရောက်ကြတယ်လို့သိရတယ်နောက်ကဒီတမမှုပေါ့ဒီရှစ်စီရုပ်ကွက်ခဲ့တဲ့တမမှုဆိုရင်ဒီတမကတမမှုဆိုရင်ရှစ်စီမအောင်မြင်တဲ့အပေါ်မှာသူဒီနောက်တန်းမှာပြတ်လဲပြီးတော့ထိမ့်သိမ်းခံရတာလို့သိရတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဒဏ်ရာရတာနဲ့ကြာဆုံးနဲ့ကျွန်တော်ဒီဒီနှစ်တွင်းထဲမှာဆိုရင် ဒါသုံးသက်လို့ရတာပေါ့ခံမှန်းလို့ရတယ်ဒါကြဆုံကြီးပဲဒါ900ကျော်အထက်မှရှိတယ်ဒါဒဏ်ရာရတာနဲ့ဆိုတော့ဒဏ်ရာရတာတော့တို့ပြန်ကုပြီးတော့တချို့ဆိုရင်တော့မကောင်းကောင်းမသက်သာပဲနဲ့ရှေ့တန်းကိုပြန်လွတ်တာတွေလို့ကျွန်တော်တို့သိရတယ်ဟုတ်ကဲ့ဒီနေ့တာအတွင်းထဲမှာအသုံးပြုတာဆိုတော့ကျွန်တော်တို့ပါစတယ်ပဲဆိုပါစဆိုလွန်ခဲ့တဲ့3လလောက်ဆို600လောက်ထပ်ဖြည့်တယ်600လောက်ဖြည့်တယ်ဆိုရင်ဒါပေမဲ့လစဉ်လစဉ်ဖြည့်တယ်လို့ကျွန်တော်သိရတယ်ဒါပေမဲ့အနေနဲ့600တစ်ခေါက်ကတော့တော်တော်များတယ်ဘာလို့လဲဆိုတော့အခုပြေးလာတဲ့ အာဒီသုံးပန်းနေရသူတို့ပြောပြပုံရဆိုသူတို့တစ်ဖက်လာတော့အင်အား600လောက်ရှိတယ်ဒါပေမဲ့အဒီအင်အား600အောင်မှတိုက်ရင်တရင်ကိုသူတို့က80 80အဲ့လိုပြန်ဖြည့်တာတွေရှိတယ်ကျွန်တော်ဒီမှာအပတ်စဉ်တော်တော်များများပါတယ်အပတ်စဉ်1နှစ်3လ5 6ခွန်ကိုအခုဒီ9နှစ်အဲ့ဒီဟာတွေအကုန်ပါတယ်ကျွန်တော်ဒီမှာဒါဆိုရင်ကျွန်တော်တို့ကတော့အကြမ်းမြင်ခတ်မှန်းလို့ရမယ်ဒီပတ်စတွေပဲဒီထဲမှာသူတို့ကအင်အားထောင်နဲ့ရှိပြန်ဖြည့်ထည့်တာရှိတယ်ဘာကြောင့်အဲ့လိုမျိုးပြောရလဲဆိုတော့ကျွန်တော်တို့စီမှာလည်းလက်ရှိဒီပတ်စနဲ့ပတ်သက်ပြီးတော့မှဟိုပြေးလာတာဆိုရင်ကျွန်တော်အခုလောက်ဆိုတနေ့အတွင်းထဲမှာဆို65ဦးလောက်ရှိနေပြီ။ဒါဆိုတော့ဒီဟိုခုနကတော့လည်းဆရာတို့အမြင်ပဲနော်ဒီဒီပတ်စတွေတဲက ဆိုရင်ဒါသူတို့အနေနဲ့လည်းပြောပြတယ်ဒီကြဆုံမှုတွေလည်းဒီကာလတစ်ခုမှလည်းတော်တော်လေးကြာလာလို့သူတို့ပြောတယ်ဆိုရင်ဒါကျွန်တော်တို့ကသုံးသပ်လို့ရတယ်ဒီပတ်စတွေကထောင်ကနန်းလောက်သူတို့ပြန်ဖြည့်လာတာရှိတယ်ဒီခုနကျွန်တော်ပြောသလိုပဲတခြားစစ်စစ်ရေးနဲ့မတူတာကဒီစစ်စစ်ရေးက ဒါတို့နိုင်ငံတော်အစင်းတော်တတ်မှတ်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ယင်ဆိုင်ရတာအရင်နှစ်တွေနဲ့မတူတာကဘာတွေသုံးလာလဲဆိုတော့ကျွန်တော်တို့ကအတစ်အချက်ဒီကာမီကာစီပေါ့ဒီကာမီကာစီဆိုရင်ကျွန်တော်တို့ဒီအသေးအသေးခံလေးရင်ပေါ့နော်ဒါမှမဟုတ်ဒီအသေးခံလေးရင်နေဆိုရင်ကျွန်တော်ဒီဒီစစ်စီရေးမှာဒီတခါတက်ရင်9စီးစစ်စီအဲ့လိုမျိုးတွေတော့ဒီတိုက်ပွဲဖြစ်ရင်တို့လာကျဲတာတွေတွေ့ရတယ်နောက်တစ်ခုကဒီ84ပေါ့84ဆိုရင်ဟိုပုံမှန်အဖြစ်ဆိုရင်တက်ရင်တရင်တော့တလက်လောက်မရှိဘူးဒါမှမဟုတ်ဒီမှာဆိုရင်စစ်ကြောင်းတစ်ကြောင်းတလက်လောက်တို့အသုံးပြတာတွေ့ရတယ်ဒါဆိုရင်တက်ရင်တရင်ကို84နဲ့လက်လောက်ပါတယ် ဒီ AD4 ဆိုတာလည်းဒါဆိုပြဒီတနတ်တွေကအရင်ကဟိုခစ်မိပြီးတော့မှဒီထိအောင်မှုကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အဲဒီဟာတွေသုံးလာတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက drone ပေါ့နော် drone ဆိုလည်းဟိုကြည်ကြဲပြန့်ပြန့်သုံးလာတာတွေ့ရတယ် drone ဆိုရင်တို့တို့တခြားစစ်စီရေးမှဆိုရင် drone နှစ်စီးသုံးကြီးလောက်နဲ့ပဲတို့တို့လည်ပတ်နေတယ်ဒါပေမဲ့ဒီစစ်စီရေးမှတော့ခုန drone ကခုနက10ခန်းလောက်ထိဟိုအထက်မှာဒီဟိုကွက်ကဲပြီးတော့မှကျွန်တော်တို့လာပြီးတော့တိုက်ခိုက်တာတွေတွေ့ရတယ်ဆိုတော့ဘလိုပဲဖြစ်ဒီစစ်စီရေးမှခုနမြေပြင်ဝင်ဟင်ကတော့ဒါတက္ကန်တာပေါ့နော်ဒါခုနလည်းလက်နေကြီးတွေပါတက္ကန်တာပေါ့ပုံမှန်ဆိုကျွန်တော်ဘာပို့လာမလဲဆိုရင်ဒီတင့်ကားပို့လာမယ် နောက်ခုနတော့ပြောတဲ့84ပို့လာမယ်နောက်တစ်ခုကဒီအဲအသေးခံ drone တွေပေါ့အသေးခံ drone တွေအဲ့ဒါတွေကျွန်တော်တို့ကြုံတွေ့ရတာလက်ရှိမြင်နေမှာဟိုေအဲ့ဒါ troll blue ရရဲ့နော် ဟောသူတို့ဘက်ကတော့ကျွန်တော်ကတောက်ဆောက်ဒီစစ်စစ်ရေးကာလတစ်ဆောက်လုံးမှကျွန်တော်ဒီမေးဘူးတယ်ပေါ့နော်ကျွန်တော်မိတဲ့၃ဘန်းနေအရာရှိတွေကကျွန်တော်တို့ဘာကြောက်လဲသူတို့စစ်စစ်ရေးလောက်တဲ့အခါမှာသူတို့ဘာကြောက်ဟိုဂုံးလေးတကုံးကိုအသေးအဆန်လှုပ်ပြီးတက်တေပေါင်းများစွာအသေးခံပြီးလောက်ရတာလဲပေါ့အဓိကသူတို့အများသောဖြစ်ဖြစ်တာဂုံးတိတ်ခါဂုံးတိတ်ခါကြောက်လို့ပြောတယ်ဂုံးတိတ်ခါကြောက်ဆိုတော့ကျွန်တော်တို့ကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကဘာကြောက်ကျွန်တော်တို့ကဟိုဒီအာနာရှင်ကိုတိုက်ရတယ်လဲဘာကြောက်ဒီလိုမျိုးခုခံပြီးတော့မှကျွန်တော်တို့ကတိုက်နေရတယ်လဲဆိုရယ်ကျွန်တော်တို့ကခုနကတော့ပြောသလိုပဲ ဒီအာနာစင်ကကျွန်တော်တို့ရဲ့စိတ်ထဲမှာကဘယ်လိုမှကျွန်တော်တို့ကလက်ခံပေးလို့မရဘူးဒီအာနာစင်အုပ်ချုပ်မှုအမှလည်းဒီနိုင်ငံကအနစ်ပေါင်းများစွာဘယ်လိုမှမဖွင့်ပြောမတိုးတက်ဘူးဆိုတာလည်းအားလုံးလည်းသိတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီကျွန်တော်တို့လူငယ်တွေကအဓိကခုနကတော့ပြောစိတ်သက်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ကျွန်တော်တို့ကတိုက်တာဖြစ်တယ်သူတို့ကဂုံတိုက်ခါနဲ့တိုက်တာဆိုတော့သူတို့ကတော့ခုနကတော့ပြောလို့ဟိုအဲ့ဒီထဲအဲ့ဒီအပေါ်မှာလှုပ်ရှင်တဲ့လူလည်းရှိတယ်မလှုပ်ရှင်စိတ်ပါတဲ့လူလည်းရှိတယ်မပါတဲ့လူလည်းရှိတယ်ဒါကြောင့်မို့စစ်စစ်ရေးတစ်ခုတစ်ခုပေါ်ဆောင်လိုက်တိုင်းမှာသူတို့ကအများဆုံးကြဆုံးပြီးတော့မှအများဆုံးဟိုဟိုအဖမ်းဆီးခံရတာတို့ဟိုထွက်ပြေးတာတို့ကျွန်တော်တို့တွေ့ရတယ် ဘာကြောင့်လဲဆိုတော့ခုနကတော့ပြောလို့ဟိုဟိုညှို့လင့်ချက်မရှိအမှန်ခံချက်မရှိယိမ်းမချက်မရှိပဲနဲ့တိုက်နေရတဲ့စစ်ပွဲတပွဲကခုနကပြောအောက်ချီဒီစစ်သားတွေကတော့တိတာပေါ့ဗျာတိတဲ့အခါကျတော့ကျွန်တော်တို့ကျတော့ဘာကြောင့်တိုက်နေတယ်လဲငါတို့မတိုက်လို့မရဘူးဒါငါတို့မတိုက်ရင်ငါတို့တနိုင်ငံလုံးငါတို့ပြည်သူတရက်လုံးကဒီဒီဒုက္ခဒုက္ခဒီဒီအုပ်ချုပ်မှုအောက်မှာပဲကျွန်တော်စင်တန်နေရမယ်ဆိုရင်သူတို့လည်းအနာဂတ်မရှိတော့ငါတို့လည်းအနာဂတ်မရှိတော့ဒါလည်းကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာကိုခုနကတော့ပြောတိုက်မယ်ဆိုရင်ရဲဘော်တွေတက်တက်ကြွကြွနဲ့ဟိုစေဆောင်ကနေပြီးတော့မှမတိုက်ရရင်တော့မှခုနကတော့ပြောလို့မျိုးဟိုစိတ်မကောင်းတဲ့ရဲဘော်တွေနဲ့ခုနကဟို ဟိုအဲ့ဒါကြောင့်ကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာနဲ့တိုက်တဲ့ခါကျတော့သူတို့နဲ့သွားနိုင်ဆင်လာတဲ့ခါကျတော့သူတို့ကဂုံသိခါရတိုက်တယ်အခုဆိုလဲဘာကြောင့်ဂုံသိခါပြောဆိုသူတို့အခုဆိုဂုံသိခါအများကြီးထိခိုက်တာပေါ့အများကြီးထိခိုက်တယ်အဓိကအိနီးချင်းပေါ့နော်အဓိအိနီးချင်းကြောင့်ကြည့်သူတို့ကဒီဟာတွေကို၄ရက်အတွင်း၅ရက်အတွင်းထဲမှာပြန်လာပြီးတော့မှစိုးမိုးနိုင်အောင်သူတို့ကထိုင်းအိချင်းတဲ့နိုင်ငံကိုလဲဟိုမက်လုံးပေးထားတာရှိတယ်ကြွားဝါထားတာရှိတယ်အဲ့တော့မြေပြင်မှာသူတို့ကဒီလိုမျိုးမက်လုံးပေးပြီးကြွားဝါထားရင်တော့မှအိနီးချင်းနဲ့ပြောဆိုထားတဲ့အပေါ်မှာကဲတစ်ပတ်လည်းမရနှစ်ပတ်လည်းမရအခုဆိုတစ်နှစ်ကြာပါပြီဆိုတော့သူတို့ဂုံသိခါအများကြီးထိခိုက်ပါပြီ အကုန်သိခါရခုနကအိန္ဒိယချင်းနိုင်ငံကလည်းဟာအဲဒီသူတို့ပြောတော့ဒီလိုဒီလိုလုံနိုင်တယ်တကယ်ညီပြင်းမှာကြတော့လဲဟိုမလုံနိုင်ပါလားဆိုတော့ဟာသူတို့တွက်ကတာဂုံတိတ်ခါအရဆိုရင်လာကျွန်တော်တို့ကအဖတ်ဆယ်လို့မရတော့ပြောလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့အောင်မြင်မှုရတာနဲ့သူတို့ရှစ်စီရေးပေါ်ဆောင်တာနဲ့ကျွန်တော်နိုင်စင်ပြတာသူတို့ကတော့ဂုံတိတ်ခါရတိုက်တယ်ကျွန်တော်တို့ကတော့ခုနကတော့ပြောလို့ဒီပြည်သူလူထုတမျက်တရက်လုံးကဒီအာနာစင်အုပ်ချုပ်မှုအောင်လွတ်မြောက်ဖို့အတွက်ကျွန်တော်တိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကတော့ရှစ်စီရေးပေါ်ဆောင်တဲ့နေရာမှာကတော့သဘောထားချင်းမတူတယ်လို့ခံယူချက်ချင်းလည်းမတူတာဖြစ်ကြတော့သူတို့ကတော့အမြဲတမ်းပဲဟိုကြဆုံးနေမှာ ဟိုလမ်းမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့လက်ရှိချိန်မှာကြုံတွေ့နေရတဲ့ငလင်တန်းနဲ့ပတ်သက်ပြီးတော့ပြည်သူတွေရဲ့ခံစားနေရတဲ့အကြောင်းအရာတွေနဲ့မရောက်နိုင်အနေနဲ့အမမလို့ပေးနေတော့သိပြီမလဲပြည်သူပြည်သူချင်းကူညီတာကိုပြည်သူတွေကပြောနေကြတယ်ဗျတကယ်တော့ပြည်သူပြည်သူချင်းကူညီရတဲ့အခြေအနေကတို့နိုင်ငံမင်းမဲ့တိုင်းပြည်ဖြစ်နေတာကိုပြည်သူတွေဘောမတစ်စိုက်ကလည်းမသိကြသေးဘူးဗျကြည့်လို့ဆိုတော့တကြံအကြိုနေဆိုတဲ့အခါကျတော့ကျမတို့မမြင်ကျင်တဲ့မြင်ကွင်းတွေအများကြီးမြင်တွေ့လာရမှာပါเนาะ ဒီငလင်လုံနေတဲ့ကာလကြီးမှာတော့မလူတွေကမထိနိုင်မသိနိုင်ပဲနဲ့ပြိုဝဲရှင်ပွဲတွေကိုကျင်းပနိုင်ရတယ်เนาะအဲ့တော့တကြံဆိုတော့ပို့ဆိုးပေါ့ရှင်ကျမတို့တွေဒေါသထွက်ရမယ်အဲရက်တွေဖြစ်လာပြီပေါ့เนาะဒါမှမဟုတ်ကျမပြောချင်တာခုနောက်ပိုင်းတော့ကျမတိတ်ပြီးတော့လေဒေါသမထွက်ချင်တော့ထွက်နေလို့လည်းဘာမှမထူးတော့ဘူးလေเนาะလူတွေကဘာလဲဆိုတော့တိုင်းပြည်ကပြတ်သွားပြီရှင်တကယ်တိုင်းပြည်ပြတ်တယ်ဆိုတာကကျမတို့ကဒီတရားတွေအဆောက်အဦတွေပြိုကျပြက်စီးသွားတာတခုတည်းကိုတိုင်းပြည်ပြတ်တယ်လို့ပြောလို့မရဘူး တိုင်းပြည်ပြတ်တယ်ဆိုတာကလူတွေရဲ့စိတ်ကနော်ဘလို့မှ မတင်မမမရက်နိုင်တော့စိတ်တွေရိုင်လဲကုန်ပြီစိတ်စိတ်ဓာတ်တွေအလုံးဝပျက်စီးကုန်ပြီလူတွေရဲ့စိတ်ဓာတ်တကယ်ပျက်စီးတဲ့အချိန်ကြမှာတိုင်းပြည်ပြတ်တယ်လို့ခေါ်တာနော်အဲ့တော့ပြန်လဲထူထောင်ရေးကိုကကျမတို့ကအရာဝတ္ထုတွေကိုပြန်လဲထူထောင်လို့ရတယ်တိုက်တွေပြန်ဆောက်လို့ရတယ်တရားတွေပြန်ဆောက်လို့ရတယ်တိုင်းပြည်ကိုအကောင်းဆုံးဖြစ်အောင် ပြန်ထူထောင်လို့ရပေမဲ့စိတ်ဓာတ်တွေပျက်စီးသွားတဲ့စိတ်ဓာတ်တွေကိုတော့ပြန်ထူထောင်လို့မရနိုင်เนาะကြာမယ်ပေါ့ရှင်เนาะဘာဖြစ်လို့လဲဆိုတော့ကျမတို့ငငယ်တွေကမိဘမွေးတွေကဟာလာအဲဘုန်းကြီးကျောင်းသွားရမယ်เนาะဒါဒါကျမတို့ဗုဒ္ဓဘာသာဝင်နေဆိုရှင်ပြီးလို့ရှင်ခရိယန်နေဆိုလို့ရှင်ဘုရားကျောင်းသွားရမယ်အဲဗုဒ္ဓဘာသာနေဆိုရင်အဲအသက်ဘလောက်ဆိုရင်ဦးစင်းဝတ်ကမယ်အသက်ဘလောက်ဆိုရင်ကိုရင်ဝတ်ကမယ်ဆိုတာကျမတို့ငငယ်တွေကရိုက်သွင်းပေးလာတယ်မွေးကလေးကကျမတို့လူမျိုးစုတွေလှုပ်ရှားတဲ့အတိုင်းလှုပ်ရှားတာ ဲ့တော့တိုင်းပြည်ပြတ်ပြီဆိုလို့ရှိရင်အဲ့ဒီပြတ်နေတဲ့စိတ်ဓာတ်တွေကနောက်ထပ်လူမျိုးနောက်ထပ်20 30ထိကိုဆက်ပြီးတော့လက်ဆင့်ကမ်းပြီးတော့မှာအဲ့တော့ဒီအခုအချိန်နေကြီးကကျွန်တော်တို့ကနောက်ထပ်မျိုးဆက်တွေကိုလက်ဆင့်ကမ်းကမ်းနေတဲ့အချိန်အချိန်နေဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ပျော်ဝဲရှင်ဝဲတွေမလုပ်ပါနဲ့ဆိုတာကကျွန်တော်တို့ကကျွန်တော်တို့တိုင်းပြည်ကြီးအတွက်နောက်လာမယ့်အနာဂတ်အတွက်ကိုဟိုစိုးရိမ်ပူပန်လို့ပြောကြတာဖြစ်ပါတယ်เนาะလူမုံများတော်ညာလဲကျွန်တော်တို့ကရေရှည်အတွက်ပြောတယ်ဆိုတာကိုနားလည်စီခြင်းနေပေါ့เนาะအဲ့တော့အခုကျွန်တော်တို့တိုင်းပြည်က ော်စိတ်သက်တည်ပျက်စီးနေပြီးတယောက်နဲ့တယောက်ကိုချင်းစာတရားတွေဆိုတာမရှိတော့ဘူးဦးစားပေးစနစ်တွေဆိုတာမရှိတော့ဘူးเนาะအခုဆိုလို့ရှိရင်ဒါငလင်ဘေးကြီးမှာတော့မှခိုးတယ်လူတယ်ရက်တယ်တယောက်နဲ့တယောက်ဓာတ်တွေနဲ့ခုတ်တယ်အမျိုးမျိုးပြဿနာတွေပေါင်းစုံဖြစ်လာတယ်ဓာတ်တွေအားလုံးကနိုင်ငံရေးเนาะနိုင်ငံရေးမကောင်းလို့ဓာတ်တွေဖြစ်လာတာဒါကြောင့်မလို့ဒီနိုင်ငံရေးကဘာကြောင့်မကောင်းတာလဲဆိုလို့ရှိရင်ခေါင်းဆောင်မကောင်းလို့ နိုင်ငံရေးမကောင်းတာရှိခေါင်းဆောင်ကောင်းနေနိုင်ငံရေးကောင်းနေဥပမာပေါ့ရှင်ကောင်းတဲ့ခေါင်းဆောင်ဒီရဲ့လက်ထဲမှာပျက်တနာမဖြစ်ဘူးလားဆိုတော့ရှင်လူပေါင်းတန်း60လောက်ကိုအုပ်ချုပ်နေရတဲ့ခေါင်းဆောင်တွေအနေနဲ့နော်ခေါင်းဆောင်တန်း60ရှိတာမှမဟုတ်တာဟုတ်တယ်မှလားအဲ့တော့သူတို့မှလည်းလိုအပ်ချက်တွေအခက်ခဲတွေများစွာရှိတယ်များစွာရှိတယ်သူတို့မှအမားတွေလည်းရှိတယ်တိုးတော်ညာလည်းကျမတို့က တကယ်ဦးဆောင်နိုင်တဲ့လူတကယ်ကောင်းဆောင်နိုင်တဲ့လူတကယ်အရေးချင်းရှိတဲ့လူကိုပြည်သူကမြင်တတ်တယ်တကယ်ပြည်သူပေါ်မေတ္တာတရားပို့ပြီးကြီးမားတဲ့လူပို့ပြီးတော့မှတိုင်းပြည်ကိုပိုင်ပိုင်နိုင်နိုင်ဟာလာအုပ်ချုပ်နိုင်တဲ့လူဟိုအသေးအပြောက်အပြက်စီးအ ਨੇ ဆုံးဖြစ်တဲ့လူကိုရွေးချယ်ကြရတာလေအဲ့တော့အဲ့ဒီလူပြောလို့ရှိရင်တချို့တွေကဟာနင်တို့ဟာလာဒေါအောင်ဆန်းစုကြည်အုပ်ချုပ်ခဲ့တော့ကောဘာဖြစ်ခဲ့လို့လဲအဲ့အမေဒေါအောင်ဆန်းစုကြည်အုပ်ချုပ်စဉ်ကာလလက်ထက်မှာမှားခဲ့တဲ့အမအားအတူထွားတွေလာထောက်ပြကြတယ်เนาะအဲ့တော့ကျမတို့ပြောချင်တာက လူတိုင်းအလုံးစုံကောင်းမနေဘူးတန်း60တန်းလူတန်း90ကျော်ကိုအုပ်ချုပ်နေတဲ့အဲခေါင်းဆောင်တယောက်အနေနဲ့အလုံးစုံကောင်းနေနိုင်ရင်ဖះပဲဖြစ်လိမ့်မယ်ရှင်เนาะအဲ့တော့အဲ့အရာတွေကိုလက်ညှိုးလာလာထိုးပြီးတော့ပြောနေတာဖြစ်တဲ့အတွက်ကျမကပြောချင်တာကကျမတို့ train ပြီမှာခေါင်းဆောင်ကောင်းလိုအပ်နေတာဒီခေါင်းဆောင်ကောင်းကိုပြည်သူကရွေးချယ်ပေးခဲ့ပြီးပြီပြည်သူကတာဝန်ကျေခဲ့ပြီးပြီအဲ့တော့ဒီအပေါ်မှာအာနာရှင်တွေလှုပ်လိုက်တဲ့လှုပ်ရဟာဟုတ်လားတနှစ်တည်းအာနာသိမ့်ပါမယ်လို့เนาะ ရှာအယိုးမရှိတိုင်းပြောတဲ့စကားတွေနဲ့လှုပ်လိုက်တဲ့လှုပ်ရက်ကလုံးဝတိုင်းပြည်ကြီးပျက်စီးသွားတဲ့အခြေအနေရောက်သွားပြီအခုကျမတို့ဒီငလင်ဘေးရေဘေးကိုကြည့်လိုက်ပါเนาะတကယ်ဆိုလို့ရှင်ဒါတွေကတိုင်းပြည်မှာเนาะကူဖို့ကဲဖို့ကဲဆယ်ဖို့အတွက်ဟိုအစင်သိရှိထားရမယ်တိုင်းပြည်ဘန္တာငွေတွေကပြည်သူတွေကိုကူညီဖို့ဖြစ်တယ်ဒီတိုင်းပြည်ကိုကောင်းစားဖို့ကောင်းစားအောင်လုပ်ဖို့ဖြစ်တယ်တခုခုဖြစ်လာရင်ကောက်ွယ်ဆောက်ရှောက်ဖို့ဖြစ်ဒီအတွက်ဘာမှအတုံးမပြုတ်ထားဘဲနဲ့เนาะအခုလိုဖြစ်နေတဲ့အချိန်မှာကဲဆယ်ရေးတွေစနစ်တကျသွားရမယ်ခေါင်းဆောင်ဥဆောင်မှုအစစ်အစစ် ဖြစ်ရမယ်ဒါဟာခေါင်းဆောင်ခေါင်းလိုအပ်တယ်နော်တမနာခေါင်းလိုအပ်တယ်တကယ်ဒီမိုကရေစီစနစ်အတိုင်းပဲကျမတို့ကလက်ဆင့်ကမ်းတဲ့ခေါင်းဆောင်ဒီခေါင်းဆောင်ရဲ့စကားကိုနာခံတဲ့ခေါင်းဆောင်တကယ်ပြည်သူကိုချစ်တဲ့ခေါင်းဆောင်တကယ်တိုင်းပြည်အတွက်စေတနာအတရားရခိုင်နှုန်းမပိုင်တော့မှတိုင်းပြည်အတွက်ဟုတ်လား90ရာခိုင်နှုန်းလောက်စေတနာပါတဲ့လူမျိုးဒီအများကြီးရှိနေရင်တော့ကျမတို့ထိခိုက်ပျက်စီးမှုက90ရာခိုင်နှုန်းပဲဖြစ်ကျမတို့ကထိခိုက်ပျက်စီးမှုက100ရာခိုင်နှုန်းပါ ကူညီမဲ့အစိုးရမရှိဘူးအစိုးရဆိုတာကျွန်တော်တို့နိုင်ငံမှာမရှိတော့မကူညီနိုင်တော့ဘူးเนาะအဲ့တော့ပြည်သူချင်းချင်းပြန်ကူညီနေရတာဖြစ်တဲ့အတွက်လက်ရှိကျွန်တော်တို့နိုင်ငံဟာမင်းမဲ့နိုင်ငံမင်းမဲ့တိုင်းပြည်ဖြစ်နေတာဒါကိုလက်ခံရမှာဖြစ်ပါတယ်ဒါအကြီးကိုမှဒီပေါ်ကြီးမှဒီမင်းအောင်လိုင်းကြီးကိုဟာလာဟာအားပေးနေတယ်ထောက်ခံနေမင်းအောင်လိုင်းကြီးလုတ်တာဘလို့စိတ်မျိုးတွေနဲ့လေတော့ကျွန်မနားမလဲဘူးเนาะဘလို့စိတ်မျိုးတွေနဲ့တော့ကျွန်မနားမလဲဘူးဟာငလင်းတစ်ချက်လှုပ်လိုက်တာဟာလာတတိုင်းပြည်လုံးเนาะ နတ်မော်ခေါင်းပါတဲ့အခြေအနေကိုဆက်ရောက်သွားတယ်ကဲကျွန်တော်တို့နောက်ဆက်တွဲတွေကိုဆက်ကြည့်မယ်အခုဒီလိုမျိုးကဲဆယ်ရေးကိစ္စတွေကိုကြိုတင်စီမံထားတာလည်းမရှိဘူးဖြစ်နေတဲ့အချိန်မှာလည်းကုရကဲတာမရှိဘဲနဲ့လူတွေကိုကဲရမယ်ဆိုအုတ်ခဲတွေကိုသွားကဲနေတဲ့ဗီဒီယိုဖိုင်တွေရှင်တို့တွေ့ရမှာပါကမ္ဘာသတင်းတွေမှာတော့ဒီဟာတွေကပါလာတာနော်အဲ့ဒီလိုအနေထားမျိုးမှာဟုတ်လားအခုပြည်သူကကဲတယ်ပြည်သူအင်အားဘယ်လောက်ရှိလို့လဲကျွန်တော်တို့ပြည်သူတွေကဒီလေးနေလုံးလုံးမှာ ဒီအာနာရှင်ကိုတော်လန်တိုက်ခိုက်နေတဲ့အချိန်မှာဒီအဖက်ကိုခံစားနေကြရတာအားလုံးကအလူးလိမ့်ပဲမြင်မြင်လေးပဲအားကြံတော့တာနော်ဒီရှိတဲ့အားလေးတွေနဲ့ပြည်သူချင်းချင်းပြန်ကယ်နေကြတာဖြစ်တယ်အဲ့တော့ခေါင်းဆောင်ကောင်းညွန်ပြရတဲ့လူမရှိတဲ့နာခံမဲ့လူလည်းမရှိတဲ့လှုပ်ချင်ရလို့ဟိုတူတမင်းကိုတပေါက်ဟာလာခိုးတဲ့လူကခိုးနှိုက်တဲ့လူကနှိုက်ဒီအပေါ်မှာတည်တည်ချာချာစီးစနစ်တကျလှုပ်ပေးတဲ့လူမရှိတဲ့အခါကျတော့ဖြစ်ချင်တယ်လို့ဖြစ်နေတဲ့အပေါ်မှာပြည်သူဟာဘလောက်ထိတောက်ခံနိုင်ပြီဘလောက်ထိပြည်သူချင်းချင်းဘဲနှကြိမ်ကဲနိုင်ပါ့ နောက်တစ်ကြိမ်ရေပေးလာခဲ့ရင်နောက်တစ်ကြိမ်မှုန်တိုင်းလာခဲ့ရင်နောက်တစ်ကြိမ်ငလင်လာခဲ့ရင်ဘယ်နဲ့လောက်ကြမှာတော့ဟမ်ဘယ်နဲ့လောက်ကြမှာတော့အဲ့တော့ဒီလူတွေကိုနော်ဒီလူတွေတဲကနေပဲပြန်မရှင်းရင်တော့ကျွန်တော်တို့တိုင်းပြည်ဟာလုံးဝကိုမှအဆုံးစွန်ထိရောက်သွားလိမ့်မယ်အခုကတိုင်းပြည်ပြတ်ပြရင်နဲ့မှပြန်ဆယ်လို့မရတဲ့အခြေအနေအထိလူကြီးမင်းတို့စောင့်ကြည့်မှလားဒါကြောင့်မင်းအောင်လိုင်းရဲ့လက်အောက်ခံလေ အင်အားကြီးနေတဲ့ဗိုလ်မှူးဗိုလ်ချုပ်တွေကျွန်မအနေနဲ့မေးခွန်းထုတ်တာပြောပြတာဖြစ်ပါတယ်နော်ပြည်သူကိုရှင်တို့မငဲ့ဘူးရှင်တို့ရဲ့ဟိုအာဏာတွေအတွက်ပဲရှင်တို့အလုံးလုံးနေကြတော့မယ်ဆိုလို့ရှိရင်ရှင်တို့ရဲ့အခုရှင်တို့ကိုကယ်ထားနိုင်တာဘသူတွေလဲရှင်တို့ကိုအာဏာရအောင် ရှင်တို့ကိုဟာလာချမ်းသာအောင်လုပ်ပေးနိုင်တာမင်းအောင်လိုင်ကြီးထားပါတော့တကယ်အခုလိုငလင်ဘေးဖြစ်လာတဲ့ကရှင်တို့ရဲ့အတိုင်းဝိုင်းနေရှင်တို့ရဲ့အမျိုးဆွေတွေကော ရှင်တို့ရဲ့အာနာတစ်ခုကြောင့်ဟလာဒီထဲမှာအာလုံးဒုက္ခဒုက္ခရောက်ပြီးအသက်ဆုံးရှုံးနေတဲ့ရှင်တို့ထိုင်ကြည့်တော့မှလားဒီမင်းအောင်လိုင်းကြီးကိုရှင်တို့ဘာမှမလုပ်ကြတော့ဘူးလားရှင်တို့ဒီတိုင်းကြည်ကောင်းကောင်းနဲ့ရှင်တို့ရဲ့အာနာကရှင်တို့မိသားစုတွေရဲ့အသက်ထက်နော်ရှင်တို့အနာဂတ်လူငယ်တွေရှင်တို့ရဲ့မြေးမြစ်တွေရဲ့အသက်ထက်ပို့ပြီးတော့တန်ဖိုးကြီးနေသလားနော်ဒီရေပေးငလှင်ပေးရနောက်ထပ်လေ ထက်လာဖို့ရှိတယ်เนาะကျမတို့ခန့်မှန်းလို့ရနေပြီအခုဆိုဒီ၄နှစ်တိုင်တိုင်မှာဖြစ်ခဲ့တဲ့သဘာဝဘေးအန္တရာယ်တွေကိုကြည့်ခြင်းအားဖြင့်အခုเนาะကျမတို့ဒီငလျင်ဘေးကြီးကြောင့်ထိခိုက်ပျက်စီးသွားတဲ့เนาะသဘာဝထိမ့်သိမ်းဆောင်ရှောင်းရမယ်လုပ်ငန်းရှင်တွေမလဲပတ်နိုင်တဲ့အခါမှာအားလုံးပြက်စီယိုယွင်းနေတယ်တိုက်တရလည်းအဆုတ်တွေဖြစ်နေတယ်เนาะအခုဖြစ်သွားတာလည်းအလဲပိုင်းမင်းအောင်လိုင်းတို့စစ်အုပ်စုအုပ်ချုပ်ထားတဲ့เนาะခြေကုပ်ယူထားတဲ့နေရာလေးကြီးဖြစ်သွားတာအဲ့တော့ရှင်တို့ကိုထိလာနေပြီ ရှင်တို့အိမ်ရှိကိုတကားလာခောက်တာမဟုတ်ဘူးရှင်တို့အိမ်ထဲရောက်နေရှင်တို့မိသားစုတွေလည်းအများကြီးသေချေပြက်စီတယ်လို့ကျမတို့ကြားတယ်သတင်းတွေဖုံးထားတယ်ကြားတယ်နော်အဲ့တော့ရှင်တို့စဉ်းစားကြပါနော်ဒီအချိန်မှာရှင်တို့ဘာလုပ်သင့်နေဆိုတာကိုရှင်တို့သုံးဖြတ်ရမယ်